မင်္ဂလာပါသားတို့သမီးတို့ရေ Story Wall ကနေကြိုဆိုလိုက်တယ်နော်ဒီတစ်ခါသားတို့သမီးတို့ကိုပုံမြင်ပြောဖို့အလှည့်ကြရတဲ့သူကတီတီခိုင်ပဲဖြစ်တယ်နော်တီတီခိုင်ကသားတို့သမီးတို့ကိုရွှေပေးတဲ့မွေကြီးဆိုတဲ့ပုံမြင်လေးအကြောင်းကိုပြောပြပေးတော့မှာဖြစ်တယ်နော်တခါတော့ငါဟရိဒတ်ထဆိုတဲ့ဗြမဏပုံသားတယောက်ရှိတဲ့ကွယ်သူကလေသမားတယောက်ပေါ့ သူကလည်းလှုပ်ရှားတယ်။ဒါပေမဲ့လေကအကျိုးမပေးတော့တဲပြီးဆင်းရဲတဲ့ကွယ်။တနေ့ရောက်တဲ့အခါတနေ့လုံးလေထဲမှာ တကုံကုံနဲ့အလုံးလုံးပြီးမောမောရှိတာနဲ့လေကတဲ့ကတစ်ပင်ရိတ်ကိုဝင်းပြီးတမေးလောက်အိတ်လိုက်ပါအောင်မယ်လို့ဆိုပြီးလှဲလိုက်တဲ့ကွယ်။ အဲ့ဒီလိုလဲလိုက်ရုံမရှိသေးတဲ့အနားမှာရှိတဲ့ခြတော်မူကြီးကငွေကြီးတကောင်ဟာဆိုရင်ဗပြင်းကြီးခွဲပြီးထွက်လာတာကိုမြင်လိုက်ရတဲ့အဲ့ဒီအခါမှာပုံနာကြီးကဒီလိုတွေးလိုက်တဲ့ကွယ်အီကန်နာဒီမွေကြီးဟာလေဆောင်နှစ်ကြီးဖြစ်မှာပဲသူ့ကိုငါတခါမှနွားတို့တစွန်းမုတ်ချိုတစ်ချက်မပူဇော်မိဘူးလေဒါကြောင့်လေငါစင်းရဲနေတာချင်မာရဲ့ တခါတည်းသွားပြီးနှက်ကြီးကိုပူဇော်ဖို့စီစဉ်မှဖြစ်တော့မယ်လို့တွေးလိုက်တဲ့လေသမားကြီးဟာဆိုရင်အဲ့ဒီလိုတွေးမိလိုက်တာနဲ့တပြိုင်နက်သူ့လဲနေရကနေချက်ချင်းထပြီးသူ့တဲကိုပြန်သွားတဲ့ကွယ်အဲ့ဒီနောက်ကြေးကွယ်တစ်ခုတည်းကို နွားနှုတ်တွေလောင်းထည့်ပြီးချတော်မှုစီကိုတခါတည်းသွားတော့တာပဲတဲ့ ချတော်မူစီရောက်တဲ့အခါမှာတောင်ပူရဲ့ခြေရင်းမှာနွားနိုးကွက်ကိုချပြီးလေဆောင်နဲ့ကြီးကိုခေါ်ရတာပေါ့။အိုးအရှင်လေဆောင်နဲ့မင်းကျွန်တော်တို့အမိုင်မဲမှုလေဆောင်နဲ့ကြီးကိုဒီတောင်ပူမှာနေတာကိုသတိမထားမိလိုက်တာပါ။အခုမှတရားလို့နွားနို့ဖြူစင် ပလဲတွင်ကို ခွက်တွင်လောင်း၍ပူဇော်ပါတယ်အရှင်နမင်းတုံးဆောင်ပါလောတုံးဆောင်ပါလောလို့ပြောလိုက်တဲ့ အဲ့ဒီလိုပြောပြီးတာနဲ့တပြိုင်နက်ကြေးကွက်ကိုထားခဲ့ပြီးပြန်လာခဲ့တော့တဲ့ကွယ်နောက်တနေ့ရောက်တဲ့အခါမှာခြတော်မို့ကိုပုံနာကြီးသွားကြည့်တော့တာပေါ့ကြည့်လိုက်တော့လေနွားနို့ကွက်ထဲမှာနွားနို့တွေမရှိတော့ဘူးတဲ့ဒါပေမဲ့လေသမားကြီးတွေးလိုက်ရတာကရွှေမကြီးတောင်တစ်ထောင်ကို တွေးလိုက်ရတဲ့ အဲ့ဒီနေ့ကစပြီးပုံနာကြီးဟာလည်းနေတိုင်းနေတိုင်းခြံနေကနမကြီးကနို့ကိုညှစ်ကြီးကွက်ကြီးကို ပြအောင်တိုင်းနွားနို့ရင်းနဲ့လဲဆောင်နှကြီးကို ပူစော်အဲ့ဒီလိုလုံနေတော့တာပဲတဲ့ရွှေမကြီးတောင်ကိုလည်းတနည်းတတောင်အမြဲတမ်းရနေတော့တာပဲတဲ့ကွယ်ဒီလိုနဲ့တနည်းရောက်တော့နေသမားကြီးဟာ တခြားရွာမှာခီးထွက်เสียရှိလို့ဆိုပြီးသူ့ရဲ့သားကိုနွားနို့နဲ့ပူစော်ဖို့တာဝန်ပေးခဲ့တဲ့ကွယ် ။နေသမားကြီးရဲ့သားကလည်းသူ့အဖေမာတဲ့အတိုင်းညနေရောက်ရင်နွားနုခွက်ကိုယူတောင်မှုချင်းရင်မှချာပြီးအိမ်ပြန်လာခဲ့တော့တာပေါ့။နောက်တနေ့မနက်မိုးလင်းတော့တွားကြည့်တဲ့အခါမှာရွှေမကြီးတောင်ကိုတွေ့လိုက်ရတဲ့ကွယ်။ဒီတော့သူစဉ်းစားလိုက်တဲ့ဧကနာဒီတောင်မှုထဲမှာရွှေမကြီးတောင်တွေအများကြီးရှိမှာပဲ။ မွေးကိုတက်ပြစ်လိုက်ရရင်ရွှေတွေကိုငါအကုန်ရမှာပေါ့လို့လောဘတက်ပြီးစဉ်းစားမိတဲ့စဉ်းစားမိတဲ့အတိုင်းနောက်တနေ့ညနေနွားနုခွက်လာချတဲ့အခါမှာပုံနှိုင်းရဲ့သားဟာတဲကိုမပြန်တော့ဘဲတောင်မှုအကွယ်ကနေချောင်းနေလိုက်တဲ့ဒီလူနဲ့မွေကြီးထွက်လာတဲ့အခါမှာရုတ်တရက်တင်းပုံနဲ့ထူးလိုက်တဲ့ကွဒါပေမဲ့ကံကောင်းထောက်မလို့မွေကြီးကိုမထိဘူးတဲ့ အဲ့ဒီအခါမှာမွေကြီးဟာလည်းအမျက်ချောင်းချောင်းထွက်လာတာနဲ့ပပင်းကြီးကိုထောင်းပြီး ပေါက်လိုက်တာပုံနာရဲ့သားဟာလည်းတခါတည်းမြေပေါ်ကိုဘုံဘုံလဲပြီးတေပွဲဝင်ရပါလေရောတဲ့အဲ့ဒီအခါဆွေမျိုးသားချင်းတွေလည်းစူဝေးရောက်လာကြပြီးပုံနာတို့ထုံးစံအတိုင်းပုံနာသားအမိုက်ကိုမိတကြိုလိုက်ကြတော့တာပေါ့နှစ်ရက်လောက်ကြာတဲ့အခါမှာပုံနာကြီးဟာခရီးသွားရာကပြန်ရောက်လာတယ်ကွယ် သူသားရဲ့အဖြစ်အနစ်အကြောင်းကိုကြားတော့ပုံနာကြီးဟာအများကြီးပူဆွေးဒုက္ခရောက်ရတော့တာပေါ့လေဒါပေမဲ့ဒီနေ့ကျတော့ပုံနာကြီးဟာနွားနိုးခွက်ကြီးကိုယူပြီးခြတော်မိုးကလေဆောင်နှက်ကြီးကိုချီးကျူးပူဇော်ပြန်တဲ့ကွယ်ပုံနာကြီးဘလို့ချီးကျူးပေမဲ့ငွေကြီးဟာရုတ်တရက်ထွက်မလာတော့ဘူးတဲ့ အချင်းကြကြချီကျူတော်မှငွေကြီးဟာ တွင်းဝမှာခေါင်းကလေးပြူပြီးပုံနာကြီးကိုဒီလိုစကားဆိုလိုက်တဲ့ဟဲပုံနာမိုင်နေငါစီကိုရောက်လာတာဟာ လောဘကတိုက်တွန်းလို့ရောက်လာတာပဲကိုရဲ့သားသေးတာကိုတောင်သတိမရနိုင်ဘူးဒီနေ့ကစပြီးအတင်နဲ့ငါဟာ မိတ်ဆွေခင်ဖို့မဟုတ်တော့ဘူးဆိုတာမှတ်လိုက်ပါတော့ အသင်ရဲ့သားဟာငရွေသူမို့ငါကိုတင်းပုံနဲ့ထူပြီးတတ်ဖို့ရန်ကြံစီတယ်။ငါလည်းအမျက်ထွက်လွန်းလို့ပေါက်လိုက်တည်းဒီတော့ငါကတင်းပုံကြီးကိုမေ့နိုင်ပါမလား။အသင်ကလည်းတားဆုံးတာကိုမေ့နိုင်ပါမလားလေ။ဒီလိုပြောပြောဆိုဆိုနေပဲငွေကြီးဟာပုံနာကြီးကိုပလဲတလုံးပေးလိုက်ပြီးတွင်းလေးကိုပြန်ဝင်သွားရောတည်းကွယ်။ဒီလိုနဲ့မဝင်ခင်မှားလိုက်သေးတယ်လေ။ ပုံနာကြီးနောက်ကိုမလာနဲ့တော့လို့မှားလိုက်တယ်ပုံနာကြီးလဲဝမ်းနေပလက်နဲ့မလိမ်မာတဲ့သားမိုက်ကိုကျိန်စေပြီးပြန်သွားရရှာနေတဲ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲနော်သားတို့သမီးတို့လည်းဒီဒီကန်ပြောသွားတဲ့ပုံမြင်လေးကိုနမူနာယူပြီးသားတို့သမီးတို့ရဲ့ဘဝတစ်လျှောက်မှာသားတို့သမီးတို့ကိုယုံကြည်မှုပေးပြီး ကူညီပေးတဲ့မိတ်ဆွေစစ်မိတ်ဆွေမန်ရဲ့ယုံကြည်မှုကိုအလွဲသုံးစားမလုပ်မိပါစေနဲ့လို့တီတီခိုင်ကဆန္ဒပြလိုက်တယ်နော်။